အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခုကျွန်တော်တို့ England Premier League အပါအဝင်ဥရောပထိပ်တန်းလီပွဲစဉ်တွေရဲ့အားလုံးပြန်ဆပါပြီဆိုတော့ International Break ကကျွန်တော်တို့ Match လာမှ ပြန်လာတော့မယ်ဆိုဥရောပထိပ်တန်းလိဒီအားလုံးထဲမှာအခုလောလောဆယ်အနေထားရပြင်သစ်လိရှိမယ်ဒါဂျာမန်လိရှိမယ်စီဒီရှိမယ်လာလီဂါရှိမယ်ပရီးမီယာလိရှိမယ်ဆိုတော့ပရီးမီယာလိဒီပြိုင်ပွဲမှာ ကျွန်တော်ပေးသက်တီချားမှာဘယ်ပွဲစဉ်တွေကဘလို့ခြေနေကိုရောက်နေပြီလဲဆိုတော့ပရီးမီးယားလိပြိုင်ပွဲနဲ့အတူဥရောပလိရဲ့နောက်ဆုံးခြေနေကရောဘလို့ရှိလဲလူတိုင်းကစိတ်ဝင်စားကြတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ international break ကအမှန်တိုင်းပြောတော့ဗျာပေးသက်တော်တော်များများဒါမကြိုက်ကြဘူးဒါပေမဲ့လည်းကျွန်တော်တို့ဥရောပရဲ့ ိုင်ငံတော်အပွဲကြီးတွေပေါ့လေကမ္ဘာ့ဘုံလောကရဲ့ကမ္ဘာဖလားလို့ပြိုင်ပွဲမျိုးဥရောပဖလားလို့ပြိုင်ပွဲမျိုးနောက်ကိုပါအမေရိကလို့ပြိုင်ပွဲမျိုးအာရှဖလားဒီလိုပြိုင်ပွဲတွေကိုကြည့်ဖို့ဆိုရင်တော့ကျွန်တော်အ ਨੇ ဆုံးတော့ဒီပြိုင်ပွဲတွေကိုကျွန်တော်အကုန်ကြည့်ရဖို့ရှိတယ်ဆိုတော့ခုလက်ရှိအနေထားအရကမ္ဘာဖလားချေစပွဲအောင်တဲ့အသင်းတွေနဲ့အတူဥရောပရဲ့ထိပ်တန်းလိပွဲစဉ်တွေပြန်ဆတော့မယ့်အချိန်မှာဘယ်လိကဘယ်လောက်ထိရောက်ပြီလဲ ဂျာမန်မှာဘိုင်ယန်မြူးနစ်ကတင်းကတော့ on fire ဖြစ်နေတယ်။တလက်စာထဲမှာပဲအီတလီမှာရောဘယ်သင်းတွေအခြေအနေကောင်းလဲ၊စပိန်မှာဘယ်သင်းတွေအခြေအနေကောင်းလဲ။တစ်ချိန်ထဲမှာပဲဥရောပထိပ်တန်းလိနဲ့ဥရောပချန်ပီယံလိအခြေအနေပေါ့လေ။ဆိုတော့ကျွန်တော်ပြည်သက်တွေစိတ်ဝင်စားတဲ့ပရီးမီးယားလိဒီတစ်ပတ်ပရီးမီးယားလိကကျွန်တော်စိတ်ဝင်စားစရာအကောင်းဆုံးကျွန်တော်ပရီးမီးယားလိကအခုလက်ရှိမှာကမ္ဘာ့ဘုံလောကရဲ့လူစိတ်ဝင်စားမှုအကောင်းဆုံးပေါ့လေ။အဓိကတော့ရုပ်တံပြသမှု တကယ်အရေးသွေးမြင့်တဲ့ quality ဖြစ်တာပဲပါတယ်။နမေကျော်ကစားမတွေအများကြီးပေါင်ပတ်သက်မှုနဲ့အကျိတ်နယ်ရှိတယ်ဆိုတဲ့အချက်ကြောင့် Premier League ကလူစိတ်ဝင်စားမှုအမြဲတမ်းအကောင်းဆုံးလိပြိုင်ပွဲဖြစ်ရှိတယ်။ဒါပေမဲ့ Premier League ရဲ့ဥရောပအောင်ပွဲတွေကိုကြည့်ပြီးတော့အကောင်းဆုံးလိလို့သတ်မှတ်ကြရသူရှိသလိုတချို့ကလည်းဥရောပပြိုင်ပွဲတွေရဲ့အခြေအနေကိုကြည့်ပြီးတော့လာလီကာကိုရွေးချယ်ကြတဲ့သူတွေဖြစ်တယ်။ဆိုတော့ကျွန်တော်အခုလောလောဆယ် Premier League ပွဲစဉ်၁၁ပြီးမှ အာစနယ်က10ပွဲနိုင်2ပွဲသေး2ပွဲရှုံးရမှတ်26မိနစ်ကြားထိမှရှိတယ်၄မှတ်ဖြတ်ထားတယ်ဒုတိယနေရာကမန်ချက်စတာစီးတီးက9ပွဲနိုင်2ပွဲသေး3ပွဲရှုံးရမှတ်22မှတ်သူ့အောက်မှာချယ်ဆီကရမှတ်20ဆန်ဒလန်ကဆာပရိုက်စ်နဲ့တန်တက်ကလပ်ထဲမှာဆာပရိုက်စ်ဖြစ်ပြီးတော့အဆင့်၄ထိရမှတ်19မှတ်ထော်တနာဟော့စ်ပါကဆက်ရှင်မှတ်အက်စတွန်ဗီလာဆက်ရှင်မှတ်မန်ချက်စတာယူနိုက်တက်ဆက်ရှင်မှတ်လီဗာပူးဆက်ရှင်မှတ်ဘုံမောက်ဆက်ရှင်မှတ်နဲ့ Crystal Palace က16မှတ်အရာကအခုလက်ရှိ top 10 club အဲ့အောက်ထဲမှာထူးခြားတာက Wolverhampton တသင်းနဲ့နိုင်ပွဲလုံးဝမရသေးပဲနဲ့သူတို့ကနှစ်မှတ်ပဲရှိတယ်နှစ်ပွဲတည်း9ပွဲရှုံးထားပြီးတော့ Northern Forest နဲ့ West Ham ကတော့အသီးသီးနိုင်ပွဲတွေရရှိထားတယ်ဆိုတော့ကျွန်တော် Premier League ရဲ့ပထမ International Break ဒုတိယ International တတိယ International Break အပြီးမှာ အယ်လင်ဟာလန်က14ဂိုးသွင်းထားပြီးတော့ဂိုးများဆုံးဒုတိယနေရာကအီဂါထီယာကိုဆိုတဲ့ဘရန်ဖို့ကစားမကိုသူက6ဂိုးထိဖြစ်ထားတယ်။လာလီဂါဘက်မှာတော့ဒါအခုလက်ရှိအနေထားအရရဲမတွေ့အသင်းကနောက်ဆုံးပွဲမှာမထင်မှတ်ပဲရိုင်ယိုဗလကန်ကိုတီးကျလိုက်တဲ့အတွက်လာလီဂါမှာပြန်ပြီးအကျိတ်နဲ့ဖြစ်လာတယ်။ရဲမတွေ့ကတပွဲပဲရှုံးထားတယ်။အဲ့ဒါကမတွေ့တာပြီးမှအက်သလတီကိုမတွေ့ကိုရှုံးထားပြီးတော့အခုလောလောဆယ်အနေထားအရ မက်ဒရစ်က12ပွဲကစား31မှတ်ဘာစလိုနာအသင်းက12ပွဲမှာ28မှတ်3မှတ်กว่าရှိတယ်အဲ့အောက်မှာဗီလာရီယယ်က26မှတ်နဲ့မက်ဒရစ်နဲ့9မှတ်กว่าရှိပြီးတော့အက်တလက်တီကိုမက်ဒရစ်က25မှတ်သူတို့လည်းရှုံးပွဲတစ်ပွဲပဲရှိတယ်သေပွဲတွေအဓိကကျပြီးတော့ကုလလောဆယ်အနေထားရရီယယ်ဘက်တစ်က20အက်စပန်ယိုက18မှတ်အက်တလက်တီကလပ်ဂီတာဖေ16မှတ်စီဆဗီယာက16အာလာဗက်စ်က15ဒီညမှာဇာအောက်ဆုံးက OVA2 တန်းတက်လာတဲ့ဒီအသင်းလေးက2ပွဲနိုင်ထားပြီးသူတို့ကရမှတ်10မှတ်ရ ရတယ်ခီလီယန်အမ်ဘပ်ပေကလာလီဂါမှာ73ဂိုးသွင်းထားပြီးဟူလီယန်အေဗရက်စ်ကရောဘတ်လီဗန်ဒေါစကီက9ဂိုးသွင်းထားကြတယ်ဒါကအခုလာလီဂါပေါ့လေအီတလီစီးရီးအေကအခုပြိုင်ပွဲဝင်တဲ့ဥရောပထော့ဖိုင်လီမှာအကျိတ်နဲ့ရှိဆုံးလီလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အီတလီစီးရီးအေမှာရမှတ်ကွာမှုတော်တော်ကိုထိုက်ဖြစ်နေတယ်ချန်ပီယံနာပိုလီနည်းနည်းရင်းရိုင်လာတဲ့အချိန်မှာအင်တာမီလန်အသင်းကဒီယာဒီမှာ3ပွဲရှုံးထားပေမဲ့ သေးပွဲမရှိတဲ့အတွက်၈ပွဲနိုင်၃ပွဲရှုံး24မှတ်ရပြီးဇာတ်ထိပ်မှာတက်နေတယ်ရိုမာလည်း၈ပွဲနိုင်၃ပွဲရှုံး24မှတ်ပဲသူလည်းဒုတိယနေရာမှာရှိပြီးတော့ AC Milan အသင်းကတပွဲပဲရှုံးပေမဲ့သေးပွဲများပြီးသူတို့က22လက်ရှိချန်ပီယံ Napoli က22 Bologna 21 Juventus 19မှတ်အသီးသီးရပြီးတော့အဆင့်6ထိရှိတယ် Sex Fabrica ရဲ့ကိုမူကအခုလက်ရှိမှာရမှတ်18မှတ်နဲ့အဆင့်9ဇာတ်အောက်ဆုံးမှာ ဗီရိုနာရဲ့ဖရန်တီနာရဲ့ဖရန်တီနာဆိုရင်နီးပြအပြောင်းလဲလှုပ်ထားပြီးတော့သူတို့ကနိုင်ပွဲလုံးဝမရှိဘဲနဲ့ရမှန်၅မှန်ဗီရိုနာက6မှန်ဂျီနိုဝါကလည်းနီးပြအပြောင်းလဲလှုပ်ပြီးတော့သူက9မှန်ရတယ်။အီတလီစီးရီးအမှာအင်တာမီလန်သင်းရဲ့ကွင်းလေကစားမဟာကန်ချန်နယ်လူက9ဂိုးသွင်းထားပြီးတော့ဘိုလော့ညာရဲ့ကစားမအိုဆိုလီနီက9ဂိုးသွင်းတယ်ဆိုစီးရီးကတခြားအသင်းတွေနဲ့ရှင်တော့ဂိုးအများဆုံးသွင်းတဲ့ကစားမတော်တော်လေးအားနည်းနေတယ်လို့ပြောလို့ရတယ်။တခါပြင်သစ်လီဝမ်ကိုကြည့်လို့ရှိရင်မထင်မှတ်ပဲပါရီစိန့်ဂျာမင် ရာသီမှာရိမ့်ရန်တဲ့အခြေအနေကြောင့်အကျိတ်နဲ့ရှိနေပေမဲ့ PSG ကပဲဥဆောင်နေစေဖြစ်တယ်။ Paris Saint-Germain က12ပွဲမှာ10ပွဲနိုင်3ပွဲတည်2ပွဲပဲရှုံးထားတယ်။သူတို့ Marseille ကိုရှုံးထားပြီးတော့29မှတ်ရတဲ့အချိန်မှာ Marseille က10ပွဲနိုင်2ပွဲတည်3ပွဲရှုံး25မှတ် AC Lens က25မှတ် Strasbourg က22မှတ် Lille က20 Monaco 20 Lyon က20ရရှိထားပြီးတော့ဇယားအောက်ဆုံးက Nantes ရဲ့ Lorient ရဲ့ Auxerre က10မှတ်10မှတ်9မှတ်ရတယ်။ပြင်သစ်လီမှာ စထရာဘောရဲ့အာဂျင်တီးနာကစားမယော်ကွင်းဖနက်ချယ်လီဆိုတဲ့ကစားမက6ဂိုးတိတွင်ထားပြီးတော့သူက top goal scorer မေဆန်ဂရင်းဟုက8ဂိုးတွင်ထားတယ်ပြီးတော့မှအစတာဘန်ဆိုတဲ့ကစားမက Rams ကကစားမက8ဂိုးတွင်ထားတယ်ဒါကအခုလောလောဆယ်အနေထားရဒါလက်ရှိမှာဖြစ်ပြီးတော့ ဘွန်ဒစ်လီဂါကဥရောပလီတခုလုံးထဲမှာအမှတ်အများဆုံးဖျက်ခံထားတဲ့လီလိုတော့ပြောလို့ရတယ်။ဘိုင်းမြူနစ်ကဇက်တိုက်နိုင်ပွဲရပြီးတော့မှနောက်ဆုံးကြမှာစပြီးတော့အမှတ်ရော့သွားတာဖြစ်တယ်။ဘိုင်ယန်ဟာ၁၀ပွဲမှာ၉ပွဲနိုင်တပွဲသေးရမှတ်၂၈မှတ်ရထားတယ်။သူတို့ကဒုတိယနေရာက లై ဖ်ဆက်ကို၆မှတ်ဖျက်ထားတယ်။ပြီးတော့မှဘူရီရှက်ဒေါ်မန်ကို၇မှတ်၊စတူဂတ်ကို၇မှတ်၊ဘိုင်ယန်လီဗာကူဆင်ကို၈မှတ်။ဘိုင်းမြူနစ်ကဒီနေ့ရာသီတွင်၁၀ပွဲမှာဖက်ကွာဒီယိုလာရဲ့၁၀ပွဲဆက်နိုင်ပွဲဆန်ချိန်ကိုဗင်းစင်ကွန်နမီရကန်နီမှ၁၀ပွဲမြောက်မှာအမှတ်ရော့သွားတာဖြစ်တယ်။ဆို ၉ပွဲနိုင်တပွဲတည်ချပြီးတော့ရမှတ်28မှတ်ခုဇာအောက်ဆုံးမှာတော့ Haidenheim ကတပွဲနိုင်၂ပွဲတည်9ပွဲရှုံး Mainz ကတပွဲနိုင်9ပွဲတည်9ပွဲရှုံးနဲ့9မှတ်စီအဆင့်78 Bundesliga မှာ Hurricane က12ဂိုးသွင်းထားတယ်ဆို Hurricane ကလက်ရှိ Bundesliga ရဲ့ top goal ဆိုတာပြ12ဂိုးသွင်းထားပြီးတော့သူ့အောက်မှာ Luis Diaz က Harris Tabakowski နဲ့တစ်ဖက်ကတော့ Jonathan Bakadi ဆိုတဲ့ Eintracht Frankfurt ကစားသမားတွေက6ဂိုး6ဂိုးဖြတ်ထားတယ်ဆိုတော့ကျွန်တော်တို့ Premier League မှာ Arsenal ဥဆောင်တဲ့ ဒါပေမဲ့အယ်လင်ဟာလန်က14ဂိုးသွင်းထားတယ်ဆိုတော့ဥရောပ top 5 league တစ်ခုလုံးကိုကြည်ရင်ဟာလန်ကဂိုးများဆုံးသွင်းထားတဲ့ကစားသမားလို့ပြောလို့ရတယ် top 5 league မှာဆိုတော့အဲ့နောက်မှာအမ်ဘာပေ13ဂိုးရှိတယ် hurricane 12ဂိုးရှိတယ်ဟာလန်ဆိုရင်လူဝေးစင်နဲ့ကလပ်အသင်းမှာစွမ်းဆောင်ရေးကောင်းပြပြီးတော့သွင်းဂိုး30ကျော်သွင်းထားတယ် top 5 league မှာအခုလက်ရှိအနေထားအရရှုံးပွဲမရှိသေးတဲ့အသင်းကတော့ရှိသေးတယ်အဲ့ဒါက Bayern Munich အသင်းပေါ့လေ Bayern Munich တသင်းနဲ့ဥရောပ top 5 league မှာရှုံးပွဲမရှိ၉ပွဲနိုင်တပွဲတည်ချထားပြီးတော့ အာဆနယ်ကလည်းတပွဲရှုံးထားတယ်ပါရီစင်ဂျာမိန်တပွဲရှုံးထားပြီးတော့စီးရီးကအင်တာမီလန်ကအများဆုံးရှုံးထားလို့ရယ်မက်ဒရစ်ကမက်ဒရစ်ဒါဘီရှုံးထားတယ်ဆိုတော့ဒါကလက်ကျန်ကျန်ခဲ့တဲ့ top 5 league ပွဲစဉ်တွေရဲ့နောက်ဆုံးအခြေအနေဖြစ်တယ်ဆိုတော့ကျွန်တော် international break က September ရဲ့ October ရဲ့ November ရဲ့ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ match လာမှပြန်လာမှဖြစ်ပြီးတော့ club ပွဲစဉ်တွေမှာဥရောပ top 5 league မှာဘယ်လိုအခြေအနေရှိလဲဆိုတော့ latest အကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်